Now, we are learning about the Creighton Unisys vocabulary, Facebook, Tweet, Run. အတားတို့သမီးတို့ရေဒီနေ့ Unisys ရဲ့ vocabulary ခန်းမှာပါတယ် Facebook Run ရဲ့အကြောင်းကိုအတူတကွာဒီလာကြည့်ရအောင် run ဆိုတဲ့အဓိပ္ပာယ်ကိုတအားတို့သမီးတို့အနေနဲ့သိတဲ့ဆိုရင်ပြေးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတာဖြစ်ပါတယ်။ဒါပေမဲ့ phrasal verb အနေနဲ့ run ကိုသုံးတဲ့အခါမှာဆိုလို့ရှိရင်အဓိပ္ပာယ်တွေဘလို့များကြောင်းလဲသွားသလဲဆိုတာကိုဒီချေတို့ဒီမှာလေ့လာကြည့်ကြမယ်။ဒါဆိုရင်ပထမအဆုံးဒီချေတို့ကစဉ်းစားကြည့်ရအောင်။အဲ့တော့ what are phrasal verbs? phrasal verbs တွေကဘာလဲ။ဒါကိုဒီချေတို့စဉ်းစားကြည့်ရအောင်။ The first one, Phrasal verb is a combination of words used as a verb. Phrasal verb ဆိုတာကတော့စကားလုံးတွေကိုပေါင်းစပ်ထားပြီးတော့ word စကားလုံးတွေကိုပေါင်းစပ်ထားပြီးတော့ကရိယာအနေနဲ့အသုံးပြုတဲ့ဟာပဲဖြစ်ပါတယ်။ It is usually used an idiomatic meaning. အဲသူ့ကိုအများအားဖြင့် idiom စကားလုံးတွေရဲ့အဓိပ္ပာယ်မှာအသုံးပြုပါတယ်။ This meaning is often quite different from the literal meaning of the individual's word. အော် idiom meaning အနေနဲ့သုံးပြတာဖြစ်တဲ့အတွက်သူ့ရဲ့စာပေဘာသာရဲ့ရဲ့အဓိပ္ပာယ်နဲ့တော့ क्वे ပြခြားနှမှုကြီးရှိပါလေ။ဒါဆိုရင်ဒီချက်တော့ပြန်ပြောမယ်ဆိုလို့ရှိရင် ဖရီဇာဘတ်ဆိုတာကတော့စကယ်လုံးတွေကိုပေါင်းစုံထားတဲ့စကယ်လုံးဖြစ်ပြီးတော့သူ့ကိုကရိယာအနေနဲ့သုံးတာဖြစ်ပါတယ်။သူ့ရဲ့အဓိပ္ပာယ်ကတော့အီဒီယန်အဓိပ္ပာယ်ကြီးရှိပါတယ်။အီဒီယန်အဓိပ္ပာယ်အနေနဲ့သုံးတာဖြစ်တဲ့အတွက်သူ့ရဲ့စာပေဘာသာရဲ့ရဲ့မူရင်းအဓိပ္ပာယ်နဲ့တော့ကွဲပြားခြားနားတဲ့စကယ်လုံးကရိယာတွေပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်တို့လေ့လာကြည့်ရအောင်။ Okay, the first one is run after. run after ဆိုတာကဘာလဲ run after ကိုနောက်ကနေလိုက်တည်ပေါ့နော်နောက်ကနေလိုက်တည်ဆိုတဲ့အဓိပ္ပာယ်ရတယ်လို့ chase ဆိုရဲ C H A S E chase ဆိုတာကပြေးလိုက်တည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်ဒီချက်တို့ run after ကိုသုံးပုံသုံးနည်းလေးကြည့်အောင် The mother of three children had to run after them all day. the mother of three children ကလေးလေး၃ယောက်ရဲ့အမေဟာဆိုလို့ရှိရင်တဲ့ had to run after them of the အဲ့ကလေး၃ယောက်ရဲ့နောက်ကိုတစ်နေ့လုံးတစ်နေ့လုံးပြေးပြီးတော့လိုက်နေရပါတယ်ဆိုတဲ့အထိပယ်မှာဒီချဲတော့ chase ကိုမသုံးဘဲနဲ့ run after ဆိုတဲ့ phrasal verb ကိုဒီချဲတို့သုံးလို့ရပါတယ် ဒါဆိုရင်ဒီမှာ run after ဆိုတဲ့အဓိပ္ပာယ်ဟာဆိုလို့ရှိရင် the phrasal verb in the sentence is run after ဒီစာကြောင်းထဲမှာရှိတဲ့ phrasal verb ကဘာလဲဆိုရင် run after ပဲဖြစ်ပါတယ်။သူ့ရဲ့အဓိပ္ပာယ်ဟာဆိုလို့ရှိရင်တော့ဘာအဓိပ္ပာယ်လဲဆိုရင်နောက်ကနေပြေးလိုက်တယ်၊လိုက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ဟာဘာလဲဆိုရင်ငွေရင်းအဓိပ္ပာယ်ကတော့ the mother had to chase after her children all the days အတိတ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီချေတို့က chase ရဲ့အစား had to chase ရဲ့အစား had to run after ဆိုပြီးတော့ phrasal verb ကိုသုံးတာပဲဖြစ်ပါတယ်။ Okay, the second one is run down. အဲ့တော့ run down ဆိုတဲ့အတိတ်ပဲပါလိမ့်တဲ့။ run down ဆိုတဲ့အဓိပ္ပာယ်ဆိုလို့ရှိရင်ကြေးတီဆိုတဲ့ run ကို down နဲ့တွဲပြီးတဲ့အခါမှာဆိုရင်သူ့ရဲ့အဓိပ္ပာယ်ခြားနားသွားပါတယ် lose power or stop walking power ဆုံးရှုံးလာတာလေရော့ကျလာတယ်ဒါမှမဟုတ်ရှင်အလုလုတာရက်ဆိုင်လာတာလေလို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်ဒီကျေလိုဥပမာလေးကိုလေ့လာကြည့်ရအောင် The battery in my clock has run out ငါရဲ့လက်ပနာယူထဲမှာရှိတယ်ငါရဲ့နာယူထဲမှာရှိတယ် battery ကတဖြည်းဖြည်းနဲ့အလုလုတာရက်သွားပြီး power ကျလာပြီလို့ပြောတာဖြစ်ပါတယ်ဒါဆိုရင်နာယူရဲ့ battery လေးကျလာပြီး အော်ဒီစာကြောင်းထဲမှာရှိတဲ့ phrasal verb ကဆိုလို့ရှိရင်ဘာလဲဆိုရင် the phrasal verb is run down run down ပဲဖြစ်ပါတယ်အဲ့သူရဲ့အဓိပ္ပာယ်ကအမှန်တကယ်တော့ the battery in my clock has stopped working ။ငါ့ရဲ့နိုင်ထဲမှာရှိတဲ့ battery ကအလုံးလောက်တာရပ်ဆိုင်းသွားပြီလို့ပြောတာဖြစ်ပါတယ်။ဒါပေမဲ့ stop working လို့မသုံးဘဲနဲ့ဒီချက်ရောက phrasal verb ပါလေးကိုထည့်သုံးလို့ရလဲဆိုရင် run down ဆိုတဲ့ phrasal verb လေးကိုသုံးလို့ရပါတယ်။ဒါဆိုရင်ဒီချက်တို့နောက်ထပ်တစ်ခုလေ့လာကြည့်အောင်။ run into someone run into someone's ရဲ့အဓိပ္ပာယ်ကတော့ meet someone and expectedly တစုံတယောက်နေနဲ့မမျော်လင့်နေပဲနဲ့တွေ့ဆုံရတဲ့ဟာကိုတော့တီချေတို့က run into someone လို့သုံးပါတယ် run into နဲ့သုံးပါတယ်ဒါဆိုရင်ဒီစာကြောင်းလေးကိုတီချေတို့ကြည့်ကြည့်ရအောင် I ran into my English teacher at the shopping mall yesterday. ငါကားတဲ့ငါရဲ့အင်္ဂလိပ်စာဆရာမနဲ့ shopping mall မှာမနေ့ကတော့ မမြောင်လိမ့်မယ်နဲ့ဆုံတွေ့ခဲ့ရပါတယ်လို့ရေးထားတဲ့စာကြောင်းလေးဖြစ်ပါတယ်ဒါဆိုရင်ဒီစာကြောင်းလေးထဲမှာရှိတဲ့ phrasal verb ကတော့ ran into ဖြစ်ပါလေ။သူ့ရဲ့အဓိပ္ပာယ်ကတော့ he met his teacher သူ့ရဲ့ english teacher နဲ့ unexpectedly မမျှော်လင့်မဲနဲ့တွေ့ဆုံနေလို့ ပြောနေတာဖြစ်ပါတယ်။ဒါပေမဲ့ teacher တို့ကဒီမှာ mat ကိုမသုံးဘဲနဲ့ phrasal verb ဘာကိုသုံးလဲဆိုလို့ရှိရင် run into ကိုသုံးလို့ရပါတယ်။ Okay, run on. Run on ရဲ့အဓိပ္ပာယ်ကတော့ be powered by အဲတော့ဓာတ်အားနဲ့မောင်းနှင်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဒါဆိုရင်လေ့လာကြည့်အောင်စာကြောင်းလေးကို Electric cars run on electricity, not gas. အော်လျှက်စစ်ကားရီယာဆိုလို့ရှိရင်နဲ့လျှက်စစ်ဓာတ်နဲ့မောင်းနေပါတယ်တဲ့ not gas gas ကိုတော့မပြီးတော့မမောင်းပါဘူးတဲ့လျှက်စစ်ကားရီမှာဆိုရင်လျှက်စစ်ဓာတ်အားနဲ့မောင်းနေလို့ရပါတယ်ဒါကြောင့်မလို့ဒီမှာ run on ရဲ့အဓိပ္ပာယ်ကတော့ဘာလဲဆိုလို့ရှိရင်အားဖြည့်သည်အဲဓာတ်အားပေးသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်မလို့ဒီစာကြောင်းလေးထဲမှာဆိုလို့ရှိရင် phrasal verb ကဘာလဲဆိုရင် run on ပဲဖြစ်ပါလေ သူရဲ့မူရင်းအဓိပ္ပာယ်တော့ electric car are powered by electricity ။လျှက်စစ်ကားတွေကတော့လျှက်စစ်ဓာတ်အားနဲ့မောင်းနေတယ်လို့ဒိဗေရပါတယ်။ဒါပေမဲ့ဒီမှာ power လို့မသုံးဘဲနဲ့ဇေရိုက power သုံးလဲဆိုရင် run on နဲ့သုံးတာဖြစ်ပါတယ်။နောက်စကားလုံးလေးတစ်လုံးရဲ့အဓိပ္ပာယ်ကတော့ run out of လို့ဒိဗေရပါတယ်။ run out of ရဲ့အဓိပ္ပာယ်ကတော့ have none left ။ဘာမှမကျန်တော့ဘူးလို့ဒိဗေရပါတယ်။ ကောက်ဆုံးသွားပြီဘာမှမရှိတော့ဘူးလို့ထိပ်ပြရပါတယ်ဒါဆိုရင်ဒီချေတို့စာကြောင်းလေးကိုလေ့လာကြည့်ရအောင် we ran out of ice cream at the party so we had to go and buy some more တော့ငါတို့ကပါတီမှာတဲ့ ice cream တွေကုန်ဆုံးသွားပါပြီကုန်ဆုံးသွားတာမှာ ice cream ကတခုမှ မကျန်တော့လောက်အောင်ကုန်သွားတာဖြစ်ပါလေ so ဒါကြောင့်မလို့ we have to go and buy some more ice cream နောက်ထပ်သွားပြီးတော့ဝယ်ရတယ်လို့ပြောတာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာစားကြောင်းလေးထဲမှာဆိုလို့ရှိရင် ice cream တွေကုန်သွားပြီတခုမှမကျန်တော့ဘူးလို့ဆိုတော့စကယ်လုံးအနေနဲ့ဒီလို freezer bag ကိုသုံးထားတာတော့ run out of ပဲဖြစ်ပါတယ် အသူရဲ့မူရင်းအဓိပ္ပာယ်ဆိုရင်တော့ they haven't left any ice cream เนาะ ice cream နည်းနည်းလေးတစ်ခုမှတော့မကြံတော့ဘူးလို့ပြောချင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမရေးဘူးဒီချေတို့က phrasal verb ဘာလေးကိုတုံးပြီးတော့ရေးလိုက်လဲဆိုရင် run out of ကိုတုံးပြီးတော့ရေးထားတာပဲဖြစ်ပါတယ်နောက်ထပ်စကားလုံးလေးတစ်လုံးကတော့ run over ဖြစ်ပါတယ် run over ရဲ့အဓိပ္ပာယ်ကတော့ဘိန်းတက်ရင်တွေနဲ့တိုက်ခိုက်မိတယ်လို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်။ဒါဆိုရင်ဘိန်းတက်ရင်တွေကဘာတွေလဲ? cars တွေ, train နဲ့ track တွေဖြစ်ပါတယ်အဲဒီဘိန်းတဲ့ရေတွေနဲ့တိုက်မိတယ်ဆိုတဲ့စကားလုံးကိုရေးသုံးတဲ့အခါမှာဆိုရင် teacher တို့က phrasal verb warn of run over ကိုသုံးလို့ရပါတယ်ဒါဆိုရင် teacher တို့ဒီစာကြောင်းလေးတစ်ခုကိုလေ့လာကြည့်အောင် She was upset because she ran over a cat while driving home from work. ဒီစာအကြောင်းလေးထဲမှာဆိုရင် she was upset သူမကခံစားရတာမကောင်းဘူး။ဘာဖြစ်လို့လဲဆိုရင် she ran over a cat while driving home from work အလုတ်ကနေအိမ်ကိုပြန်ပြီးတော့ကားမောင်းလာတဲ့အချိန်မှာလမ်းမှာကားနဲ့ကြောင်လေးတစ်ကောင်ကိုတိုက်လိုက်မိလို့ဖြစ်ပါတယ်ဆိုတဲ့အဖြစ်ရပါတယ်အဲ့တော့ဒီစာကြောင်လေးထဲမှာဆိုရင် freezer valve က run over ဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်က hit လို့အဓိပ္ပာယ်ရပါတယ် ်အမှန်တကယ်တော့သူ့ရဲ့မူရင်းစာကြောင်းရဲ့အဓိပ္ပာယ်အရဆိုလို့ရှိရင် he felt as a record she hit a cat while she was driving ဖြစ်ပါတယ်ဒါပေမဲ့ဒီချဲတို့ကဒီမှာဆိုလို့ရှိရင် hit ဆိုရဲတိုက်မိတယ်ဆိုရဲမူရင်း verb ကိုမသုံးဘဲနဲ့ phrasal verb ran over ကိုသုံးလို့ရပါတယ်နောက်ထပ်စကားလုံးလေးတစ်လုံးရဲ့အဓိပ္ပာယ်ကတော့ run through ပဲဖြစ်ပါတယ် run through ရဲ့အဓိပ္ပာယ်အရဆိုလို့ရှိရင် do schedule quickly အလုပ်ဆောင်ရမယ့်အလုပ်တွေလုံဆောင်ရမယ့်စီရင်စရာတွေကိုတာဝန်တွေကိုမြင်မြန်ဆန်ဆန်လုပ်တာလို့ဒိဗေရပါတယ်အဲ့တော့ဒီအခါတလီကြလို့ရှိရင်ဒီချက်တို့အငြင်းနဲ့ပြောလို့ရှိပါတယ် run through လုပ်မယ် run through လုပ်မယ်ဆိုတော့မြင်မြန်လုပ်မယ်မြင်လုပ်မယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါဆိုရင်ဒီချက်တို့ကိုစာကြောင်းလေးကိုလေ့လာကြည့်အောင်နော် Let me run through the schedule for the tour. ခီးနဲ့ပတ်သက်တဲ့အချိန်စီရင်ကိုငါ မြင်မြန်ဆန်ဆန်လေးလုပ်ပြရစီလို့ပြောချင်တာဖြစ်ပါတယ်ဒီစာကြောင်းလေးထဲမှာဆိုရင် freezer verb ကဘာလေးလဲဆိုရင် run through ပဲဖြစ်ပါတယ်အမှန်တကယ်တော့ I want to do share you quickly for the tour ငါတို့ကခရီးအတွက်ချိန်စည်းရင်းကိုမြန်မြန်ဆန်ဆန်လုပ်ချင်တယ်လို့ပြောချင်တာဖြစ်ပါတယ်ဒီမှာ do ကိုမသုံးဘဲနဲ့ဒီချေတို့ကဘာကိုသုံးလိုက်လဲလို့ဆိုရင် run through လို့တုံးတာတုံးလိုက်တာဖြစ်ပါတယ်အမှန်ငယ်စ do ဆိုရင် quickly do quickly လို့မတုံးဘဲနဲ့ run through မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရယ် phrasal verb ကိုတုံးလို့ရပါတယ်ဒါဆိုရင်ဒီချေရော phrasal box ရဲ့ ဒီကျင်ကလေးကိုဖြည့်ချလိုက်အောင်နော် question တစ်ပတ် a complete the following sentences with the correct forms of phrasal parts given below အဲ့တော့အောက်မှာဖော်ပြထားတဲ့စာကြောင်းလေးတွေမှာဆိုရင် phrasal verb လေးတွေအသုံးပြုပြီးတော့ဖြည့်ပြပါတဲ့ question number 1 after traveling for 3 hours our car blend petrol ငါတို့ကားကတဲ့ petrol ကငါတို့ကားရဲ့ petrol က after traveling for 3 hours 3နာရီလောက်ကြာခီးသွားလာပြီးရဲ့နောက်ပိုင်းမှာဆိုရင်ဘာဖြစ်သွားမလဲဟုတ်ပါတယ် run out တော့เนาะကုန်ဆုံးသွားတာပဲဖြစ်ပါတယ် number 2 the man was driving at top speed when he blend a dog ဒီလူကြီးอ่ะတဲ့အမြန်နှောင်းနဲ့မောင်းနေရဲ့အချိန်မှာပဲသူကခွေးလေးကိုဘာလို့ခဲ့ပေးကြလဲသူကအမြန်မောင်းနဲ့မောင်းတန်နေတာဖြစ်ခဲ့တဲ့အတွက် ဟုတ်ပါတယ် run over ဖြစ်ရပါမယ်သူကခွေးလေးကိုတိုက်မိတာပဲဖြစ်ပါတယ် okay question number 3 i didn't have time to read the essay thoroughly so i just blank ငါမားတဲ့ဒီ essay ကိုဖတ်ဖို့အတွက်အချိန်လုံးလုံးလောက်မရှိဘူးဒါကြောင့်မလို့နည်းနည်းဆက်ဆက်ဖတ်ဖို့အတွက်အချိန်လုံးလုံးလောက်မရှိပါဘူးလေ so ဒါကြောင့်မလို့ i just run through နည်းနည်းလေးဖတ်လိုက်ရတာဖြစ်ပါတယ် okay question number 4 what sort or Furedas the car plan အဲ့တော့ဒီကားမှာဆိုလို့ရှိရင်ဘယ်လောင်စာအမျိုးအစားနဲ့သူကအာပါဝါပေးနေတာလေเนาะသွားနေတာလေဖြစ်ပါတယ်အသုံးပြုနေတာလေဆိုရင် run on ဖြစ်ပါတယ် question number 5 last night i plan a time for friend of mine at the concert ပြီးခဲ့တဲ့ညမှာဆိုလို့ရှိရင်ねဒီ concert မှာရှိတယ်ငငယ်တုန်းကတငယ်ချင်းနဲ့ အမှတ်မထင်ပဲပြန်တွေးခဲ့တာလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်မလို့ running into ဖြစ်ရပါမယ်။ Question number 6 I can't use my calculator ။ငါကငါ့ရဲ့ကဏ္ဍပေါင်းစပ်ကိုမသုံးပြနိုင်ပါဘူး။ I think the battery has ဘာဖြစ်လို့လဲဆိုရင်ဒီ battery ကဘာဖြစ်နေလို့လဲ run down ကျသွားလို့ပါပဲ။ battery ကုန်သွားလို့ဖြစ်ပါတယ်။ Okay question number 7 Why I blend my cat I tripped over a stone and fall ။ငါကတဲ့ ငါရဲ့ကြောင်လေးရဲ့နောက်ကို လိုက်နေတဲ့အချိန်မှာဆိုရင် I trip over a stone and fall ကြောက်တုံးကိုတိုက်မိပြီးတော့ကြောက်တုံးနဲ့ခလုတ်တိုက်မိပြီးတော့လဲကျသွားခဲ့ပါတယ်အဲ့တော့အဲကြောင်လေးရဲ့နောက်ကိုလိုက်နေစဉ်ဖြစ်တဲ့အတွက် was running after ပဲဖြစ်ပါတယ်ဒီမှာတော့ဒီချေတို့ကအတုံးတုံးတစ်ခုဖြစ်တယ် see ပြောသည် turn ပြောသည် တကယ်လုံးဝတော့ပြောစီဆိုတဲ့အိဗေကတော့တူတယ်ဒါပေမဲ့သူတို့နှစ်ခုရဲ့သုံးပုံသုံးနည်းဘလို့ကြပြချမ်းသာလေအတိအကျတွေဘလို့ရှိလဲဆိုတော့ကိုလေးလာသိရမှာဖြစ်ပါတယ် What are the differences between says and turn? Say နဲ့ tell ရဲ့စကယ်လုံးနှစ်ခုရဲ့ကြားမှာရှိတယ်ကြပြချမ်းသာချက်တရားဘာတွေလဲ Okay, when you say say something. Say something. တရုတ်သမီးတို့အနေနဲ့ဆေးကိုသုံးတဲ့အခါမှာဆိုရင်ဒဇုံတရားဆေးစံသင်းဒဇုံတရားကိုပြောတဲ့အခါမှာဆိုရင်တော့ဆေးနဲ့ပြောရတာဖြစ်ပါလေ Ter ter somebody something တဲကိုသုံးပြီးပြောမယ်ဆိုရင်တော့တရုတ်သမီးတို့အနေနဲ့ object လိုပါပြီဒဇုံတရားကိုဒဇုံတရားပြောတယ်လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်ဒီချက်လို့ပြန်ပြောမယ် say something ter some very something ဆေးဆိုလို့ရှိရင်တော့တစုံတရာပြောတယ်ကိုကတစုံတရာပြောတယ်သူကတစုံတရာပြောတယ်ဆိုတဲ့အခါမှာဆိုရင်ဆေးကိုသုံးရတာဖြစ်ပါတယ်ဒါပေမဲ့နားထောင်တဲ့သူတစုံတရာကိုတစုံတရာအကြောင်းအရာတွေပြောတဲ့အခါမှာဆိုရင်တော့ဒီချေတို့ကထဲတကူသုံးပြရမှာဖြစ်ပါတယ်အော် now look at the example ဒီချေတို့ example လေးတွေကိုလေ့လာကြည့်အောင် Mary says that she likes her new dress မေရီကပြောပါတယ်သူ့ရဲ့ new dress လေးကိုသူကြိုက်ပါတယ်အဲ့တော့ Mary says that Mary ပြောတယ် something တစုံတရာအဲ့ဒီတစုံတရာကဘာလဲဆိုရင်သူ့ရဲ့အဲ့ဒီအတစ်ကလေးကို तू ကကြိုက်တယ်လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်မလို့တစုံတရာကိုပြောတဲ့အခါမှာဆိုရင်အဲ sales ကိုတုံးတာဖြစ်ပါတယ်။ Look at another example. နောက်ထပ် example လေးတစ်ခုကိုတစ်ချဲတို့လေ့လာကြည့်အောင်။ Mary told me that she like her new dress. ီမှာတော့မေရီကသူ့အတူပြောတာမဟုတ်တော့ဘူးသူကဒီချက်ကိုပြောတာဖြစ်ပါတယ်တစုံတယောက်ဖြစ်တဲ့ဒီချက်ကိုပြောတယ်အဲ့လိုပြောတဲ့အချိန်မှာသူပြောတဲ့စကားလုံးလေးကသူက new dress လေးကိုကြိုက်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့လူတယောက်ကလူတေနောက်ထပ်တယောက်ကိုတစုံတူအကြောင်းတစုံတရာအကြောင်းပြောတဲ့အခါမှာဆိုရင်တော့ဒီချဲတော့ sales ကိုတုံးလို့မရတော့ဘူး tell ကိုတုံးတာဖြစ်ပါတယ်။ဒါကြောင့်မို့နားထောင်တဲ့သူ object ရှိရဲဆိုရင်ဒီချဲတော့ tell ကိုတုံးပါတယ်။ object မရှိဘူးဆိုလို့ရှိရင် something တစ်စုံတရာကိုပြောတယ်ဆိုရင်တကယ်တော့ says ကိုပဲသုံးရမှာဖြစ်ပါတယ် Okay now can you say good morning in another language အဲ့တော့မင်းတို့ဒီ good morning ဆိုတဲ့စကားလုံးကို အခြားဘာသာစကားနဲ့ပြောနိုင်ပါသလားဆိုတဲ့အမှဆိုလို့ရှိရင် good morning good evening စတဲ့စကားလုံးတွေကိုပြောတဲ့အခါမှာဆိုလို့ရှိရင်ဒီချေတော့ say နဲ့တွဲပြီးတော့သုံးရတာဖြစ်ပါတယ် Can you tell your mother I called? ဒီမှာဆိုရင်တော့မင်းရဲ့အမေကိုပြောပြပေးနိုင်မလားငါဖုန်းခေါ်ခဲ့တယ်လို့အတိတ်ပဲရပါတယ်အဲ့တော့မင်းရဲ့အမေနားထောင်နေသူအမေကိုငါဖုန်းခေါ်တဲ့အကြောင်းပြောပြပေးနိုင်တာနားထောင်နေသူ object ပါလာပြီဆိုရင်တော့ဒီချေတို့က tell နဲ့တော့ရမှာဖြစ်ပါတယ်ဒါဆိုရင် says နဲ့ပတ်သက်ပြီးတော့ဘာတွေသုံးလဲဆိုတဲ့ဟာကိုခေတို့ပို့ပြီးတော့ကြည်ကြည်ပြည့်ပြည့်လေးလေ့လာကြည့်အောင်အဲ့တော့ ်ဆေးကတော့အများအားဖြင့် followed by 2 2ရဲ့နောက်ကနေပြီးတော့လိုက်ပါတယ် what wish hello goodbye and prayers အဲ့တော့စကားလုံးနေဖြစ်တဲ့ hello တို့ goodbye တို့နှုတ်ဆက်တဲ့စကားလုံးနေပေါ့နော် good morning good afternoon good night စသဖြင့်နှုတ်ဆက်တဲ့စကားလုံးနေနဲ့ prayers နော်ဆုတောင်းတဲ့စကားလုံးတွေကိုသုံးတဲ့အခါမှာဆိုရင်ဒီချဲတို့ကစီးနဲ့တွဲပြီးတော့သုံးပါတယ် third သေးကိုတော့ဒီချဲတို့ကတော့ not followed by 2 2ထည့်ပြီးတော့မသုံးပါဘူး tell ကိုတော့ we use tell with a word such as the truth lie a joke and story အဲ့တော့ tell နဲ့တွဲသုံးတဲ့စကားလုံးနေရာဆိုရင် truth အမှန်တရားတွေ lie လေးညာတဲ့စကားတွေ joke ဟာတာစကားတွေနဲ့ story ပုံမြင်တွေကိုပြောတယ်လို့ပြောတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီချေတို့က tell ကိုအသုံးပြုပါတယ်ပုံမြင်တွေကိုပြောတဲ့စကားလုံးနေနေဆိုရင်ဒီချေ say ကိုမသုံးဘဲနဲ့ tell နဲ့သုံးရတာဖြစ်ပါတယ် ဒါဆိုရင်ဒီချက်လို့ပြန်လေ့လာမယ်ဆိုရင် say something say ဆိုလို့ရှိရင်တစုံတရာကိုပြောတစုံတရာကိုပြောတယ်ဆိုရင် say something နဲ့သုံးပါတယ်တစုံတရာကို တစုံတရာရဲ့အကြောင်းကိုပြောတယ်ဆိုရင်တော့ tell somebody something tail ကိုတောင်းတာဖြစ်ပါတယ်။ sales ဆိုလို့ရှိရင်တော့ follow by 2အများကြီး2ရဲ့နောက်ကနေလိုက်ပါတယ်။စကားလုံးတွေဖြစ်တဲ့အတူတူတဲတောင်းတဲ့စကားလုံးတွေကတော့ greeting စကားလုံးတွေဖြစ်တဲ့ hello goodbye နဲ့ suit down တဲ့စကားလုံးတွေဆိုရင်တော့ဒီချေတော့ say နဲ့တွဲတောင်းရတာဖြစ်ပါတယ်။ tail ကတော့သူနဲ့တွဲပြီးတော့မတော့မှဘူး။ tail နဲ့တွဲသုံးတဲ့စကားလုံးတွေအားဆိုရင်အမှန်တရားတို့၊လိညာတဲ့စကား၊ဟာတာတွေပုံမီနေဆိုလို့ရှိရင်တော့ tail နဲ့တောင်းရတာဖြစ်ပါတယ်။ Okay ဒီချေတော့ဒီမှာ example ကိုလေ့လာကြည့်ရအောင်။ What did he say to the police? Say to somebody. She always say her prayers before going to bed. အဲ့ဒီမှာဆိုလို့ရှိရင်နားထောင်တဲ့သူတစုံတရာကိုပြောနေတယ်ဆိုလို့ရှိရင်တော့ဒီချဲတော့ save to ကိုနောက်က somebody somebody ကိုထည့်ပြီးပြောနေတယ်ဆိုရင်တော့ say ရဲ့နောက်က follow to လိုက်ရပါတယ်။ What did he say to the police? Yes, yes ကိုသူဘာပြောခဲ့တယ်လဲ။ she always says her prayers before going to bed prayers ကိုပြောတဲ့အခါမှာဆိုရင်တော့ဒီချဲတော့အแทနဲ့ပြောလို့မရပါဘူး says နဲ့ပြောပါတယ် making မှာဆိုရင်သူ့ရဲ့အဲ prayers hard prayers ရာဆိုလို့ရှိရင်သူ့ရဲ့ရှ िख ိုးတဲ့သူတွေသူ့ရဲ့အဲကိုးကွယ်တဲ့ဘာသာရက်ကသူကိုးကွယ်ရတဲ့သူတွေကို तू ကအမြဲတမ်းဖျားရှ िख ိုးတယ်လို့ပြောချင်တာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် turn မသုံးပါဘူးဘာပဲသုံးလဲဆိုရင် says ပဲသုံးပါတယ် he said goodbye to his friend before he left from for singapore singapore ကိုသူမထွက်ခွာခဲ့မှာတဲ့သူတငယ်ချင်းညီတို့က goodbye လို့နှုတ်ဆက်ခဲ့ပါတယ်အဲ့တော့ goodbye လို့ good morning လို့စတဲ့စကားလုံးနှုတ်ဆက်တဲ့စကားလုံးတွေဆိုရင်ဒီချက်တော့က say သို့မဟုတ် set နဲ့သုံးပါတယ်10နဲ့မသုံးပါဘူးဒါကြောင့်မလို့ says to the fully say her prayer set goodbye third ထဲကိုတော့ not follow by 2 2ရဲ့နောက်ကတွဲမတော်ဘူးသူနဲ့တူတူတွဲတော့တဲ့ဇာတ်လမ်းတွေနေရတော့အမှန်တရားလိညာတာဟာတာနဲ့ပုံမြင်ပြောရတယ်ဆိုတဲ့စကားလုံးတွေနဲ့တွဲတော့ပါတယ်ဒါဆိုရင်ဒီချဲတို့ tell အသုံးပြုမှုပုံနဲ့ပတ်သက်ပြီးတော့ example လေးတွေကိုလေ့လာကြည့်အောင် what did he tell the police ဒီမှာဆိုရင် tell the police police ရဲယူသူဘာပြောခဲ့တယ်လဲလို့ပြောတာဖြစ်ပါတယ်။အဲ့ဒီမှာရဲယူဘာပြောခဲ့တယ်လဲလို့ပြောလိုက်တာဖြစ်တဲ့အတွက်ဒီမှာစေးမသုံးတာဖြစ်တဲ့အတွက်တူထည့်စရာမလို့ tell ဆိုလို့ရှိရင်တော့ tell somebody ဖြစ်တဲ့အတွက်တူထည့်တူမထည့်ပဲနေဒါရည်လို့ရပါတယ်။ We should never tell a lie ငါတို့ဘယ်တော့မှ ိညာစကားကိုမပြောသင့်ဘူးလို့ပြောတာဖြစ်ပါတယ် line လိညာစကားဖြစ်တဲ့အတွက် teacher တို့က tan နဲ့ပဲသုံးပါတယ် not say စေးနဲ့မပြောပါဘူး come on kevin you're good at telling jokes kevin ရေလာပါဦးမင်းကဟာသာစကားတွေပြောတာဆိုလို့ရှိရင်အရင်ကောင်းပါတယ်လို့အတိပဲရတဲ့စာကြောင်းလေးဖြစ်ပါတယ်ဒီမှာ joke ဆိုရဲဟာသာစကားကိုပြောတဲ့အခါမှာဆိုရင်စေးနဲ့တွဲမသုံးပါဘူးဒီကျဲတော့ tan နဲ့သုံးတာဖြစ်ပါတယ် ဒါဆိုရင်သားတော်သမီးတို့အနေနဲ့ဘယ်အချိန်လေးဘယ်နေရာတွေမှာဆေးကိုသုံးနေဘယ်အချိန်လေးဘယ်နေရာတွေမှာထဲကိုသုံးနေဆိုတာကိုတော့ရှင်းရှင်းလင်းလင်းသိသွားပြီထင်ပါတယ်။တေချာပေါက်နောက်ဆုံးတစ်ချက်အနေနဲ့မှတ်ရမှာက say something turn somebody something okay ဒါဆိုရင်ဒီချက်တို့ question number b ရဲ့ exercise လေးတွေကိုရှင်းကြည့်အောင် b complete a sentence using the correct form of says or tell ီမှာဆိုလို့ရှိရင်တဲ့အောက်မှာဖော်ပြထားတဲ့စာကြောင်းလေးတွေကိုမှန်ကန်တဲ့စကားလုံးပုံစံဖြစ်တဲ့ say နဲ့ try မှန်ကန်တဲ့ပုံစံလေးတွေကိုဖြည့်ပေးပါတဲ့ okay question number 1 peter blend he would join us after work အလုပ်တွေပြီးတဲ့အခါမှာဆိုရင်တဲ့တီတာကငါတို့နဲ့အတူတူ join မယ်လို့ပြောပါတယ်လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင် say လားထဲလားအော်ဒီမှာ past tense ဖြစ်တဲ့အတွက်ဒီချေတော့ past tense form ကို ြောပြရမှာဖြစ်ပါတယ်အဲ့တော့တီချာတီတာကပြောတာဖြစ်တယ်တီတာကပြောတယ်ဖြစ်တဲ့အတွက်စုံတရားကိုပြောတာဖြစ်တဲ့အတွက်တီချာတို့ကဆေးကိုသုံးအောင်မှာဖြစ်ပါတယ် test အရာတီချာတို့ကဆေးကို set လို့ပြောပြီးတော့ရေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာအဖြေမြန်လေးကတော့ set ပဲဖြစ်ပါတယ် okay နံပါတ်2 he blamed the foolish about the card he had lost သူအားတွေရဲသားကြီးကိုသူ့ရဲ့ကားပြဆုံးမှုနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်လို့ပြောတာဖြစ်ပါတယ်ဒီမှာဆိုရင်စာကြောင်းလေးထဲမှာ to မပါဘူး to မပါတာဖြစ်တဲ့ကြီးချဲတို့ဟာစေးနဲ့ထဲမှာဆိုရင် not follow by to ကတော့ tell ဖြစ်ပါတယ်ဒါပေမဲ့ဒီမှာသူ့ရဲ့ကားကိုပြဆုံးခဲ့တဲ့အကြောင်းကိုပြောခဲ့တာ test ကိုစဉ်းစားမယ်ဆိုရင်အတိတ်ကာလတုန်းကအကြောင်းပြောခဲ့တာဖြစ်တဲ့အတွက် trial ကိုဒီချေလို့ကထိုးပြောင်းမိရမှာဖြစ်ပါတယ်။အဖြေမှန်လေးကတော့ထိုးပဲဖြစ်ပါတယ်။ Okay question number 3 Neela Blank S that she could not come to the party Neela ကတဲ့ငါတို့ကိုပြောပြခဲ့ပါတယ်။သူက party ကိုမလာနိုင်တော့ဘူးဆိုတဲ့အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။အဲ့တော့သူ Neela ပြောချင်တာက သူကပတ်တီကိုမလာနိုင်တော့ဘူးလို့ပြောချင်တာဖြစ်တဲ့အတွက်ဆန်ဖော်ရီတစုံတစ်ယောက်ကိုပြောရတယ်ဆန်ဖော်ရီနေရာမှာအက်စပါရာဖြစ်တဲ့အတွက်ဒီချေတို့ကဆေးကိုသုံးလို့မရပါဘူးထဲကိုသုံးပြရမှာဖြစ်ပါတယ်ထန်းအရာဒီချေတို့ကထဲကိုထိုးပြောင်းပြရမှာပဲဖြစ်ပါတယ် Number 4 they blend as they were going to the museum that afternoon အဲ့တော့သူတို့ကတဲ့ဒီနေ့နေ့လယ်မှာဆိုရင်ပြလိုက်ကို သွားလယ်မယ်လို့ငါတို့ကိုပြပြခဲ့ပါတယ်ဒီမှာဆိုရင်ဆေးသုံးမလားဒါမှမဟုတ်လို့ရှိရင်ထဲကိုသုံးမလား အပြည့်မှန်ကတော့ troll ဖြစ်ပါတယ် somebody something tell somebody something ဒီမှာ somebody ကတော့ s ဖြစ်ပါတယ်ဒါကြောင့်မို့ဒီချက်တော့ tell သူ့ရဲ့ past tense ဖြစ်တဲ့ troll ကိုဖြေပြရမှာဖြစ်ပါတယ် okay question number 5 i agree with you plan to send instant နည်းနည်းလေးထပ်ထိုးဖို့အတွက်ငါကမင်းနဲ့တူတူသဘောထားတူညီမှုရှိပါတယ်လို့ပြောတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာဆိုလို့ရှိရင် i agree with that you မင်းကပြောခဲ့တဲ့စကားဖြစ်တယ် something တစုံတရာ true sun extends တဲ့ something ကိုပြောတာဖြစ်တဲ့အတွက်ဒီချေတော့ဒီမှာ tense ကိုသုံးလို့မရပါဘူး say ကိုပြောရမှာဖြစ်ပါတယ် tense အရာမင်းပြောခဲ့တဲ့စကားလုံးပြောတာဖြစ်တဲ့အတွက် tense say ကိုဒီချေတော့ past tense set လို့ပြောင်းပြရမှာဖြစ်ပါတယ် okay question number 6 that teacher blank the children to stop chattering in the class ဆီယမကတဲ့ကလေးတွေကိုအတန်းထဲမှာစကားပြောတာတွေရက်ဖို့အတွက်ပြောခဲ့ပါတယ်တဲ့ဒါဆိုလို့ရှိရင်ကြည့်အောင်တကယ်လို့ဆေးကိုသုံးမလားထဲကိုသုံးမလားထဲကိုသုံးပါမယ်ဘာဖြစ်လို့လဲထဲ sanvari something ဒီမှာ sanvari ကတော့ the children ဖြစ်ပါတယ်အဲ့တော့ tense အရာတကယ်လို့ကထဲကိုထိုးလို့ပြောင်းသုံးပါမယ် okay question number 7 people blend that girls spend more time worrying about how they look than wise do people လူတွေအားတဲ့ blunt တ်ပြောကြပါတယ် main ကလေးတွေကတဲ့အချိန်တွေကိုအဲသုံးရင်တော့ကရောက်တဲ့အချိန်တွေကရောက်ညားပါတယ်ဘလို့အချိန်မျိုးလဲဆိုလို့ရှိရင်သူတို့ရဲ့ရုပ်ရည်ကဘလို့မျိုးရှိသလဲဆိုရင်သူတို့ရုပ်ရည်နဲ့ပတ်သက်ပြီးတောကရောက်တဲ့အချိန်ကယောက်ျားလေးတွေထက်ညားပါတယ်လို့လူတွေကပြောကြပါတယ်လို့ပြောတာဖြစ်ပါတယ်ဒါဆိုရင်ဒီချက်တို့ဒီမှာ say လို့တုံးမလား tell လို့တုံးမလားစဉ်းစားကြည့်အောင် say something ဒါကြောင့်မို့ဒီမှာတော့ say something လူတွေပြောတဲ့တစုံတရာကိုပြန်ရေးသားရတာဖြစ်တဲ့အတွက် say ကိုသုံးရမှာဖြစ်ပါတယ် tense အရာတစ်ချက်တော့ say ကို set သုံးပြရမှာဖြစ်ပါတယ်နောက်ထပ် exercise လေးကိုတော့သားတို့သမီးတို့အနေနဲ့ကိုယ့်အကူဖြည့်ကြည့်ပါလို့ဒီချက်ကတော့ဘာသာပြန်ပြီးတော့ဖြည့်ကြည့်ပါလို့ဒီချက်တော့တိုက်တွန်းချင်ပါတယ်ဒီမှာဒီချက်အဖြေလေးတွေတော့ထည့်ပေးထားပါတယ်ဒါဆိုရင် တော့သမီးတို့အဖြေလေးချဖြစ်ပြီးတဲ့အခါမှသာလေအဖြေလေးကိုတိုက်ကြည့်ရအောင်ဒါတော့သမီးတို့အနေနဲ့ဒီသင်ငန်းစာလေးထဲမှာ sales နဲ့ trade ရဲ့ကွဲပြားခြားနားချက်တွေသုံးပုံသုံးနည်းတွေကိုတိတိကျကျနားလည်သွားပြီလို့ဒီချေကတော့ထင်ပါတယ်။ ဒါတို့သမီးတို့အစေးတွေရေးတဲ့အခါမှာပဲဖြစ်ဖြစ်စာကြောင်းလေးတွေရေးတဲ့အခါမှာပဲဖြစ်ဖြစ် sales နဲ့ trade ရဲ့အသုံးပြုပုံသုံးနည်းလေးကို give site ပြီးတော့အသုံးပြုရေးသားကြဖို့ဒီချိန်ကတော့တိုက်တွန်းပေးပါရစေ။ဒါတော့သမီးတို့အနေနဲ့ sales နဲ့ trade ရဲ့အသုံးပြုပုံလေးတွေကိုနားလည်သွားပြီဆိုရင်နောက်ထပ်သင်ခန်းစာလေးတစ်ခုဖြစ်တဲ့ direct and direct speed မှာဆိုရင်လလကူကူနဲ့ဆက်ပြီးလေ့လာနိုင်ပါပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ channel အတူတူနောက်ထပ်သင်ခန်းစာလေးမှာပြန်လည်တွေ့ဆုံကြရအောင်။ Thank you